င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။ညောင်ကျိုးတိုက်ပွဲမှာလေတပ်ကဘုံမှာကျဲချတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားအများအပြားဟာတေဆုံးခဲ့ရပြီးတိုက်ပွဲအတွင်းမှာတေဆုံးသူစစ်သား120ကျော်ရှိနေတယ်လို့အလင်းတပ်သားနန်းလင်းသူကပြောပါရယ်။ထိုင်းနိုင်ငံမှာဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတွေ့ရန်အတွက်တရုတ်ထောက်ခံစာယူလို့ရင်မြန်မာနိုင်ငံကရက်ွက်နဲ့ရေစကန်ထောက်ခံစာတင်ပြရမယ်လို့ ချင်းမန်စစ်ကောင်စီကောင်စစ်ဝန်ယုံကကြေညာတဲ့တင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းတဲ့တွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်တစ်ပုဒ်ကတော့ဘကိုးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲကိုပို့ဆောင်ခရရတဲ့စစ်မှုထမ်းအပတ်စဉ်6တင်းနန်းစင်တသားတဲ့နန်းလင်းသူကအုပ်ဖို့ကတော်လင်းတဖွဲ့စီကိုအလင်းဝင်လာပြီးရဲ့နောက်မှာသူပါဝင်ခဲ့ရတဲ့ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လေတပ်က ဘုံမှာကျဲချတဲ့အတွက်စစ်သားအများပြားဟာတေသွားခဲ့တယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အဲလိုဘုံမှာကျဲချတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားအယောက်120ဟာတေသွားပြီးအဲ့ဒီနောက်မှာတော့ကြံရှိတဲ့တပ်သားတွေလည်းတပ်ပြက်ကထွက်ပြေးကြတယ်လို့စစ်မှုထမ်းတပ်သားတဲ့နန်းလင်းသူကပြောပါတယ်။စစ်မှုထမ်းတပ်သားတဲ့ကိုနန်းလင်းသူကတော့ထွက်ပြေးစင်မှာတော်လန်းတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ကအလင်းဝင်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့နန်းလင်းသူဟာ2024ခုနှစ်စက်တင်ဘာလ18ရက် နေ့ကဂျိုးပင်ကောက်မြို့နယ်ရေပြန်စင်ရိုးကြီးရွာမှာအကြက်ဘက်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကို ခံရပြီး ခမရ6တိမ်မြုပ်တပ်အတွင်းကိုခေါ်ဆောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲဒီကနေတဆင့်တံပြူစရဲ့မြို့နယ်ဝဲကလေးအမှတ်၄တပ်မတော်တပ်မြင့်၄ကျင်ရဲ့ကျောင်းကိုပို့ဆောင်ခံခဲ့ရပြီးစစ်ဗုဒ္ဓံအပတ်စဉ်6တင်းနန်းတယောက်ခဲ့ရသူလည်းဖြစ်တယ်လို့သိရပါတယ်။စစ်တနန်းစင်ပြီးဘကိုးတိုင်းကြောက်ကြီးမြို့နယ်နတ်တန်ကွင်းရှေ့တန်းစကန်ကိုပို့ဆောင်ခံခဲ့ရပြီးအဲဒီကနေမှညာ ောင်ကျိုးစကန်ကိုပို့ဆောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ညောင်ကျိုးစကန်တိုက်ပွဲမှာစစ်ကောင်စီတပ်ကသူတို့လူတွေပေါ်ကိုဗုံးမှားကျပြီးစစ်သားအများပြားဟာတေဆုံးခဲ့ရကတပ်ပြတ်သွားစဉ်မှာတပြေးလာပြီးရဲ့နောက်မလ16ရက်နေ့ကတာရီခန်တရင်383ရက်နေ့တက်ခွဲလင်းမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကိုလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား12ဦးဟာသေဆုံးခဲ့ရပြီးတနက်တလက်နဲ့လက်ပစ်ပုံး3လုံးကိုသိမ်းဆည်းရရှိခဲ့လို့ဒူရကစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပါရယ်မလ17ရက်နေ့မနေ့ပိုင်းကလက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီထိတွေ့တိုက်ပွဲဟာ6နိုင်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်တပ်သား12ဦးဟာသေဆုံးက MA3 တနက်တလက် G-Box ကိုကို လက်ဖြစ်ပုံ၃လုံးနဲ့ဆက်ဆက်ပစ္စည်းအများအပြားကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။အဲဒီတခတ်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ဒဝဲခရိုင်အမှတ်2တရင် T5 တို့ပူးပေါင်းလုဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းအသင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းဂံကောမြို့နယ်မြောက်ခင်ရံရွာကပြူစော်တီစခန်းနဲ့မြစ်တာဆယ်ပေါ်မှာတက်ဆွဲထားတဲ့စစ်ကြောင်းကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစခန်းမှုတူအပါဝင်6ဦးဟာသေဆုံးခဲ့လို့မြိုင်ပကဖတာဝန်ရှိသူတို့ကရကုံခစ်တဲ့ကိုပြောပါရယ်မလ၄ရက်နေ့မနေ့ပိုင်းက ဂံကောမြို့နယ်မြောက်ခရမ်းကျေးရွာကပြူစော်ဒီစကန်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့အီကာနာဘုံးသီးတွေကျဲချတိုက်ခိုက်ခဲ့တာပါအလားတူမက်လာ9ရက်နေ့ကနေမက်လာ9ရက်နေ့ထိဂံကောမြို့နယ်မြစ်တာ10ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဒရုန်းနဲ့ဘုံးသီးအမြောက်များကျဲချတိုက်ခိုက်ခဲ့ရမှာ စခန်းမတူစစ်သားတဦးနဲ့ပြူစော်ဒီ၄ဦးစုစုပေါင်း6ဦးဟာသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်မက်လာ16ရက်နေ့ကလည်းဂံကောမြို့နယ်မြစ်တာ10 ယ်ပေါ်မှာတက်ဆဲထားတဲ့စစ်သား2ဦးဟာတော်လန်တပ်ဖွဲ့တွေစီကနေထွက်လာတဲ့အတွက်ကြောင့်ဖမ်းဆီးခဲ့ရမှာ MA 11တနက်တလက်နဲ့ကြီးနေငယ်တင်းဆက်ရရှိခဲ့လို့လည်းသိရပါရရှင်။ မန္တလေးတန်းသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတန်းမြင်းကျံမြို့ပေါ်ကခမရ15တရင်စစ်စေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးအသေဆုံးခဲ့လို့မြင်းကျံ black တိုက်က MBD တပ်ဖွဲ့ကခေါင်းဆောင်ဘုံမိုက်ခဲကရန်ကုန်ခေတ်တကိုပြောပါရယ်မလ18ရက်နေ့ညနေ3:00မိနစ်30မှာမြင်းကျံမြို့ကတပ်မ69လောက်ခန့်ခမရ15ချင်းမြန်တရင်ကစစ်စေးဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကပျောက်ကြားစနစ်နဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးအသေ ဆုံးပြီးဒဏ်ရာရှိသူတွေလည်းရှိတယ်လို့ဘုံမိုက်ခဲကပြောပါရတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့အညာ Federal Task Force AFDF နဲ့ဝင်းပလေပျောက်ကြားအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါရရှင်။ဒီတခါမှာတော့ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတိုးဖို့အတွက်တန်ယုံထောက်ခံစာယူလို့ရင်မြန်မာနိုင်ငံကရက်ွက်နဲ့ရဲစခန်းထောက်ခံစာတင်ပြရမယ်လို့ချင်းမန်ကစစ်ကောင်စီကောင်စစ်ဝန်ယုံကမနစ်ကကြေညာလိုက်ပါတယ်။အဲလိုတန်ယုံထောက်ခံစာယူမဲ့သူတွေအနေနဲ့မြန်မာနိုင်ငံကနေရက်ွက်ထောက်ခံစာရဲစခန်းထောက်ခံစာတွေအပြင်ထိုင်းနိုင်ငံမှာလက်ရှိနေထိုင်တဲ့လိပ်စာဖော်ပြထားတယ်။ TM တတိမူရင်းကိုပါတင်ပြမှသာတန်ယုံထောက်ခံချက်ထုတ်ပေးမယ်လို့လည်းဆိုထားပါတယ်။ချင်းမန်ကစစ်ကောင်စီ ီကောင်စစ်ဝန်ချုပ်ရုံအနေနဲ့လဲခီးသွားဗီဇာနဲ့ဗီဇာတက်တန်းတိုးထောက်ခံစာမှာပါ ကြံထောက်ခံစားတွေကိုလုတ်ဆောင်ပေးမှာမဟုတ်ဘူးလို့လည်းညာချက်ထဲမှာဖော်ပြထားပါတယ်။ဂျက်ဘက်စစ်တပ်လောက်ကန်ချင်းမိုင်စစ်ကောင်စီဝန်ယုံမှာ notary နဲ့ထောက်ခံစာအမျိုးမျိုးရှောက်ထားရမှာလဲ။ထိုင်းနိုင်ငံမှာရေရှည်နေထိုင်ခွင့်ရရှိထားတဲ့မြန်မာနိုင်ငံသားတွေကိုသာရှောက်ထားခွင့်ပြုမယ်လို့လည်းဆိုထားပါတယ်။ဒါ့အပြင် notary တွေဘာသာပြန်ဆောင်ရွက်မှုရင်းပြင်ကြံတဲ့ဆောင်ရွက်စာတမ်းတွေအလုံးအတွဲမိတ္တူတွေကိုပါရောင်းစုံစေးသားနဲ့တင်ပြညာကျင်ညာထားပါရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တရင်တစ်ပုတ်ကတော့မင်းအောင်လှရဲ့ရုရှားခီးစွင် တွင်းမှာအကြက်ဘက်စစ်ကောင်စီနဲ့ချုပ်ဆိုထားတယ်။ဂျင်းနီမြုပ်နှံမှုဆန်ရစီဝါရဲစာချုပ်တွေဟာအကျိုးမရှိဘူးလို့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနကအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကစာရေးအကြောင်းကြားထားတယ်လို့တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါရယ်။မနေ့ကထုတ်ပြန်တဲ့ပြည်သူလူထုနိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးကျော်စောကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါရယ်။စစ်ကောင်ဆောင်မင်းအောင်လှရဲ့ရုရှားခီး းစဉ်တွင်ဆီယနာတည်မြဲရေးအထောက်အကူပြုစေရန်ဆက်လက်နေဝယ်ယူတာတရားဝင်ငွေကြေးရှာဖွေတာအပါအဝင် စစ်ရှုံးနေတဲ့စစ်တပ်ကိုလိန်ညာစစ်တပ်မြင့်တင်ဖို့အတူရောင်ရွေးကောက်ပွဲကျင်းပပြီးနိုင်ငံရေးထွက်ပေါက်ရှာဖို့ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါဗျ။အဲဒါကြောင့်စစ်ကောင်စီနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာချုပ်ဆိုခဲ့တဲ့စာချုပ်တွေဟာအကျိုးမရှိဘူးဆိုတဲ့အကြောင်းရုရှားကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့လည်းဥကြော်စောကပြောပါဗျ။အကြက်ဖက်စစ်ကောင်ဆောင်မေအောင်လိုင်ကသူ့ရဲ့ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်ခီးစင်ဟာအလွန်အောင်မြင်တဲ့ခီးစင်ဖြစ်စစ်ကောင်စီကကြေညာဂုဏ်နေတာကိုလည်းတွေ့ရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင် ကျမများပါ